မင်္ဂလာပါဗီဒီယိုမှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတစ္ဆပီးမှာကဒီနေ့ထဲမှာလောလလပဲထွက်ရှိထားတဲ့ဇင်းလိမ်မာဇကားလေးပဲဖြစ်ပါတယ်လူတောင်းကသူချဲ့ရတဲ့ဒစုံတယောက်ကိုကာကွယ်ဖို့အတွက်ဘယ်အားကိုမစုံစွန့်လို့ရဲတယ်ဆိုတာဒီဇကားထဲမှာမြင်တွေ့ရမှာဖြစ်ပါတယ်အခြေတော်ဘလို့အရာတွေကိုစွန့်လို့စွန်စားပြီးတော့တတ်တည်ပြသွားမလဲဆိုတာကိုတော့ကျွန်တော်ဒီလူလိုက်ပါစီးပွားဖို့ဖိတ်ခေါ်လိုက်ပါတယ်ဒုံးစံတိုင်းကျွန်တော်ကတော့ဘယ်နိုင်တဲ့ဆက်သူအန်ခင်မှုပဲဖြစ်ပါတယ်ခင်ဗျာ ဇလိုင်းအစတော်ရင်တနေရာမှာလူမိုက်၅ယောက်ဟာလူငယ်လေးတယောက်ကိုဝိုင်းပြီးတော့ထိုးချိန်နေခဲ့ပါတယ်ဒုတ်တွေနဲ့ရိုက်ခြေထောက်တွေနဲ့ပါကန်ပြီးတော့မညာမာတာရဲဆက်ဆက်ရိုက်ပစ်နေတာကြောင့်မူဝေနဲ့လူငယ်လေးကနောက်ဆုံးမှာတော့မြေပေါ်ကိုပြစ်လဲကျသွားပြီးဒေမလိုပါဖြစ်နေပါပြီအချိန်လူငယ်လေးကဘဝမှာကိုချီရတဲ့လူကိုဆုံးရှုံးပြီးတော့တယောက်တည်းအထီးကျန်နေတဲ့အချိန်ဒီမှာအဲ့ဒီလူကိုကဘာကြီးကခွင်းတစ်ခုပေးလာမှဖြစ်ပြီးတော့အခုလဲအဲ့လိုခွင်းပေးလာတဲ့စုံတယောက်ကိုကာကွယ်ဖို့အတွက်သူတလောက်ထိစူးစမ်းနေတာဖြစ်ကြောင်းကိုတွေးနေခဲ့ပါတယ် အိုင်ရွန်နဲ့ဒီဇယ်လန်းလီယာ1996ခုနှစ်ကိုပြန်ရောက်သွားခဲ့ပါလေရာဂျာသူ့ရဲ့အမေယာသူ့ကိုတိတ်ချစ်တာကြောင့်ဘွာကြီးအားပြည့်ပြည့်စုံနေသလိုခံစားနေရပါလေတနေ့မှာရာဂျာသမင်းစားအနေနဲ့သူ့လက်ထဲမှာကင်ထားတဲ့စင်ရုပ်ကိုအရန်ကြိုက်ကြောင်သူ့အမေကိုပြောလိုက်ပါလေနောက်ပြီးတော့ဒီလက်ပိုကြီးတဲ့စင်ရုပ်လိုချင်တယ်လို့သူ့အမေပူဇော်လိုက်တော့တာပါပဲရာဂျာအမေကလည်းရာဂျာပို့ပြီးတော့လိန်မိုင်ပူကြီးတဲ့စင်ုပ်ကြီးကိုဝယ်ပေးမယ်လို့ပြောလိုက်ပါလေဒါပေမဲ့ရာဂျာရဲ့ဘဝထဲကိုကန်ဆိုးမှုတွေပဲရောက်လာခဲ့ပါလေ တနေ့မှသူသိချရတဲ့သူ့ရဲ့အမေဟာဆုံးပါသွားခဲ့ပါလေရာဇာလည်းအဲ့ဒီချိန်ကစပြီးတော့သူ့ရဲ့လူငယ်ဘဝတက်ကြွမှုတွေပျောက်ဆုံးသွားခဲ့ပါလေကျောင်းတရားတာပျော်ပြီးတော့ပြိုင်ပွဲတွေလည်းဝင်ပြိုင်နေရာဇာဟာအခုတော့တမန်ပိုင်တထွေတွေနဲ့ထိုင်ရာကနေမထဖြစ်နေခဲ့ပါပြီဆောင်းဘောင်းဆောင်ကုလည်းလုံးဝမရတော့ပဲအရင်လိုပြန်ဖြစ်ဖို့ဆိုရင်ရာဇာတို့ကသူ့အမေရဲ့အချစ်နဲ့အစားထိုးနိုင်တဲ့ဇုံတယောက်ကိုရှာတွေ့နိုင်မှာပဲဖြစ်နိုင်လိမ့်မယ်လို့ဒေါက်တာကပြောလိုက်ပါတယ်အဲနောက်ဆောင်းဝန်သွားပြပြီးပြန်လာတဲ့ရာဇာတို့ကလမ်းမှာရုတ်တရက် ဓာရီဒုတ်ဒီကင်ထားပြီးတော့ပြေးနေကြလူတစုကိုတွေ့လိုက်ရပါတယ်ရာဇာရဲ့ဖေလဲကားရပြီးတော့ဆက်ဆုလိုက်တဲ့အခါမှာတော့ဆင်းနှကောင်ဟာကြံငင်းတဲ့ကိုဝင်ပြီးတော့ဖျက်ဆီးနေကြောင်းသိလိုက်ရပါတယ်အဲ့အချိန်မှာပဲဆင်းလေးကိုသဘောကျတဲ့ရာဇာသူ့ဖေမသိခင်ကားပေါ်ကနေပြေးဆင်းသွားခဲ့ပါတယ်အဲ့နောက်လက်နက်ပါတဲ့ရွာသားတွေတောင်ဆင်းအင်းအောင်မကန်ရဲကြတဲ့အချိန်မှာရာဇာတယောက်ကတော့အကြောင်းလမ်းမရှိဆင်းအင်းအောင်ကိုဒူးသွားခဲ့ပါတယ်တကယ်တော့အဲ့ဒီဆင်းကအရွယ်မရောက်သေးတဲ့ဆင်းပေါက်တစ်ကောင်ဖြစ်ပါတယ်အဲ့နောက်ရာဇာလည်းဆင်းပေါက်ကြီးကိုလက်နဲ့ကိုင်းမှုကျူးစားလိုက်ပါပြီ ဇေပေါကြီးကလည်းအန်ဒီမပေးပဲရာဇာအောင်သူ့ရဲ့နှမောင်းနဲ့ပြန်ပြီးတော့ပို့သလိုက်ပါသေးတယ်။အဲဒီချိန်မှာပဲအမေဆုံးသွားလို့ဝမ်းနေနေတဲ့ရာဇာဟာစေနကောင်ကြောင့်သူခံစားနေရတာတွေတတ်တာလာပါတော့တယ်။အဲနောက်ရာဇာဆင်းကြီးရဲ့ခြေထောက်ကဒံအားကိုတတိထားမိသွားပြီးတော့အနာဖြစ်နေနေရာကိုဖုံဖုံနေနဲ့တိတ်ပြလိုက်ပါတယ်။တကယ်တော့ရာဇာဒီဆင်းကြီးနဲ့ပတ်သက်ပြီးတော့ထူးခြားခံစားနေရတာကအကြောင်းရှိပါတယ်။အဲဒီချိန်ရဲ့နာမည်ကဘီမာဖြစ်ပြီးတော့သူမေမသိခင်သူ့အတွက်လက်ဆောင်ဝယ်ပေးဖို့စီစဉ်ထားခဲ့တဲ့ဆင်းကြီးလည်းဖြစ်ပါတယ်။ အိုင်နောင်စိန်ဘီမားနဲ့ရာဂျာတို့နှစ်ယောက်ရေစိတ်ကိုရောက်လာခဲ့ပြီးတော့ရေဆော့နေကြပါလေရာဂျာစိန်ကိုသူ့အိမ်လိုက်ခဲ့ပါလားလို့ခေါ်နေပြီးတော့ဒီချိန်မှာနောက်ကနေရက်ကြည့်နေတဲ့သူ့ဖေကလည်းတက်တက်ကြွကြွပြန်ဖြစ်နေတဲ့သူ့သားအတွက်ဝမ်တာဘီတီတွေဖြစ်နေခဲ့ပါပြီအိုင်နောင်ရာဂျာရဲ့ဦးလေးကတော့စိန်ကိုအပိုင်ဝင်ရင်ဈေးရမ်းကြည့်တာကြောင့်ပတ်စံတွေပုံပေးပြီးတော့ဝယ်မဲ့စားတစ်တော့ရာရှိတွေကိုခွင့်တောင်းပြီးတော့စိန်ဝန်တပတ်လောက်အင်ခေါ်ထားဖို့တိုက်တွန်းနေခဲ့ပါလေဒါပြင်သူတို့ရဲ့ရုပ်ရှင်လုပ်ငန်းလည်းအရှုံးပေါ်ပြီးတော့အကျွေးတွေလည်းတင်းနေတာဖြစ်တဲ့အတွက် ငွေတွေကိုမဖြုံးပြဖို့တတိပေးနေခဲ့ပါလေ။ဒါမဲ့ကောင်းပါလေရာဇာရဲ့အဖေကတော့အကျွေးပတ်လဲဝိုင်းနေကြတဲ့ကနေဇင်းဘီမောင်ကိုရာဇာတို့ဝယ်ပေးလိုက်ပါလေ။အဲ့တော့မတော်မိသားစုဝင်အသေးဖြစ်လာတဲ့ဇင်းဘီမောင်ကိုဂျိုဆိုတဲ့အနေနဲ့ရိုးရာပွဲပေးကြပါလေ။ရာဇာရဲ့ဘဝထဲဇင်းဘီမောင်ရောက်လာတဲ့အချိန်ကနေစပြီးတော့သွားလဲတူစားလဲတူရေချိုးလဲတူတူပါပဲ။ဇင်းဘီမောင်ကိုရာဇာတို့တော့တိတ်ကိုချေးရတဲ့မိသားစုဝင်တယောက်လိုဖြစ်နေတာပါ။အဲဒီလိုနဲ့ရာသီတွေဖြတ်ကျော်ပြီးတော့ချိန်တွေလည်းကုန်လာခဲ့ပါပြီ။ လူသူရောက်ပေါက်နေလွန်းလာတဲ့ဒေါ်ရင်တဏျာကဂိုဒေါင်ထဲကနေဘောက်ကားတစ်စီးဘောကုန်ပစ္စည်းတွေတင်ပေးနေပါတယ်။အရိကာတခြားဂိုဒေါင်ပြန်ပေါင်းသွားခဲ့ပြီးတော့ရောက်တဲ့အခါမှာတော့ကားပေါ်တည်သားပုံးတွေကိုအောက်ချလိုက်ပါတယ်။အိုင်နာအဖုံးဖွင့်ချလိုက်တဲ့အခါမှာတရားမဝင်စင်ဆွဲတွေကိုတွေးလိုက်ရပါတယ်။စင်ဆွဲတွေတွေမှာကပဲတမင်ဂျိုလိုမျိုးတခြားတော်ရိုင်းတရိစံတွေရဲ့အစိပ်ပိုင်းတွေလည်းပါပါတယ်။ပြီးတာနဲ့အရာတွေကိုရုပ်ဖြတ်ပုံးတွေထည့်ပြီးတော့ပါကင်ပိတ်ပစ်လိုက်ပါတယ်။အိုင်နာကုံကပြန်ထွက်သွားခဲ့ပြီးတော့ ဒါရီယာတရားမွေးလုပ်ငန်းတစ်ခုဖြစ်တယ်ဆိုညင်းစရာမရှိပါဘူး။ဒုနဲ့နောက်တစ်ခါမှတော့အိန္ဒိယထောက်လိုင်းဌာနတစ်ခုဟာအစည်းအဝေးလုပ်နေကြပါတယ်။သူတို့ရဲ့ရှေ့က projector မှာတော့တရားမွေးအဖွဲ့တွေကနေတင်စီရရှိထားတဲ့စင်စွဲတွေကြားသီတွေကိုပြသထားပါတယ်။စင်စွဲတစ်ခုထဲနဲ့နေ25 metric ton ရှိပြီးတော့ဒါဆင်အကောင်ပေါင်း2005ကိုတတ်လိုက်တာဆိုပြီးတော့လည်းပြောနေခဲ့ပါတယ်။အဲဒီချိန်ထိုင်နေလူတွေကတယောက်ကဒါရီယာဘသူကဝယ်တာလေးလို့ထားမေးလိုက်တာကြောင့်ခေါင်းဆောင်ဟာမောင်ကိုဈေးကွက်ထဲမှာဝယ်ယူသူလက်မဲကြီးတွေရှိပြီးတော့ ဒါတွေဖြစ်လာတာကလည်းစေမုတ်ဆိုးတွေအကြောင်းပဲလို့ပြောလိုက်ပါတယ်။အဲနောက်1989မှာစေရင်ထီးတဲ့အမအချိုးဟာတေအချိုး6ရှိခဲ့ပြီမဲ့အခုတော့တေအချိုး120နှစ်ပဲကျန်တော်ကြောင်းကိုထပ်ပြီးတော့ပြောပါတယ်။ဒါကြောင့်ဒီလိုတွေဆက်ဖြစ်နေနောက်နှစ်20ကျော်မှာစေရင်မျိုးတုံးသွားတော့မယ်လို့သတိပေးနေခဲ့ပါတယ်။တေတော်ဥပဒေတွေရှိမယ်လဲဟာကွက်တွေလည်းတိတ်ကိုပေါနေတာကြောင့်စေမုတ်ဆိုးတွေတောင်းကျနေကြတာဖြစ်တယ်ဆိုပြီးတော့လည်းရှင်းပြလိုက်ပါတယ်။အဲဒီထဲကဒါယာလန်ဆိုတဲ့စေမုတ်ဆိုးကောင်းဆောင်ဟာ အနောက်ပိုင်းတော့တဲ့ကိုရောက်နေခဲ့ပြီးတော့သူ့ရဲ့အနောက်မှာအကောင်ကြီးကြီးတကောင်ရှိနေတာကြောင့်အခုဒီဖမ်းလို့မမိသေးတာပါဒါအောင်စုံစမ်းမှုတို့အဲ့နေမီတဲ့ကိုရဲရာရှိတောင်လွတ်လိုက်ပြီးဖြစ်ကြောင်းပြောရင်တို့ရဲ့အစည်းအဝေးကပြီးသွားခဲ့ပါလိမ့်အဲ့နောက်ခေါင်းဆောင်စီကိုလူတယောက်ရောက်လာခဲ့ပြီးတော့အဲ့နေရာကိုလွတ်လိုက်တဲ့ရဲကဘာလို့လဲလို့မေးလိုက်ပေမဲ့ကို့အလုပ်ကိုလုပ်ဖို့ပဲပြောခံလိုက်ရပါလိမ့်ဒီချိန်မှာတော့တွန်းတဲ့ထဲကလူနှစ်ယောက်ကထုတ်ထုတ်ပိုက်ပြီးတော့ခိုးချောင်းခိုးဝက်ပြီးနေပါလိမ့်အဲ့နောက်တနေရာမှာရပ်ထားတဲ့ကားပြူတစ်စီးစီကိုရောက်လာကြပြီးတော့ အထုပ်ကိုကားနောက်ဖုံးထဲပြစ်ထည့်လိုက်ပါတော့တယ်။အဲနောက်သူတို့လည်းကားကိုချက်ချင်းကိုမောင်းထွက်လာကြပြီးကားလမ်းမရဲ့တနေရာရောက်မှာတော့ဇင်အကြီးကြီးတကောင်လမ်းဘက်ရက်နေရာကိုတွေးလိုက်ရပါတယ်။ဒရိုင်ဘာလည်းဒေါ်ပွားသွားပြီးတော့ကားပေါ်ကနေအော်ဟစ်လိုက်ပေမဲ့ဇင်ကြီးရဲ့ပေါ်မှာတော့လူတယောက်ကဖိုက်တာလိုအိတ်နေခဲ့ပါတယ်။ဟုတ်ပါတယ်အားလုံးထင်ကြတဲ့အတိုင်းပါပဲ။အဲဒါကတော့ရာဂျာနဲ့ဘီမားပဲဖြစ်ပါတယ်။ရာဂျာလည်းလမ်းဘက်နေရာသူမောင်းတောင်းပန်လိုက်ပြီးတော့ဇင်ကြီးဘီမားကိုဘေးဖယ်ပေးဖို့ပြောလိုက်ပါတယ်။ ဒါမလဲစင်ကြီးဘီမာထူးဆန်းနေထလုံးနေအောင်ရာဂျာလဲတန်တရားတွေဝင်သွားခဲ့ပါလေဒါနဲ့ရာဂျာလဲစင်ဘောကနေရှင်းလာခဲ့ပါလေအနောက်ဆရာကြီးစတိုင်နဲ့လက်နှစ်ဖက်ကိုနောက်ပြစ်ကားသမားစီကိုသွားပြီးတော့တရားမဝင်ပစ္စည်းရဲတဲလာတာလားလို့မေးလိုက်ပါလေကားသမားလဲညင်းအောင်မညင်းတော့ပဲချောက်ကွာလို့អော်ပြီးတော့ရာဂျာကိုတီးဖို့လှုပ်ပါလေဒါမဲ့ရာဂျာလဲမခေပဲနှစ်ယောက်တစ်ယောက်ကိုအနိုင်ပြန်တီးပြလိုက်တာပါလာပါတဲ့အကွက်ဒီနဲ့တီးကြတဲ့ဒူးတိုက်ချက်တွေကြားမှာဟိုကောင်တွေလိတ်နေအောင်ခံနေရတော့တာပါပဲ နောက်ဆုံးဓာတ်နဲ့ခုတ်တာတော့မနိုင်တဲ့အခါမှာတော့ချမနေတော့ပဲကားမောင်းပြေးဖို့လုပ်ပါလေ။ဒါမှလည်းစီရင်ပြီးမှကားကိုသူ့ရဲ့ခြေထောက်ကြီးနဲ့တတ်နှင်းချပြစ်လိုက်ပြီးတော့တားလိုက်ပါလေ။အဲဒီအချိန်မှာပဲသူတို့နောက်ရဲကားတစ်စီးရောက်လာခဲ့ပြီးတော့ကားတွေကနေထိပ်ပြောင်းရဲရာရှိတယောက်ကဆင်းလာခဲ့ပါလေ။တရားရနဲ့လူနှောက်ကလည်းသူတို့ကခီးသွားတယ်ဖြစ်ကြောင်းနဲ့ရာဇာသူတို့ကိုဆင်းနဲ့တားပြီးတော့ဓမြအတိုင်းညာဖြစ်ကြောင်းကိုလိန်ပြီးတော့ပြောလိုက်ပါလေ။ရာဇာလည်းဘာမှရှင်းပြမနေတော့ပါဘူး။အဲလူနှောက်မောင်းလာတဲ့ကားရဲ့နောက်ဖုံးကိုဆွဲဖွင့်ပြလိုက်ပါလေ။ အဲ့ချိန်မှာတော့တရားမဝင်တဲဆောင်လာတဲ့ဇင်းဆွဲတွေကိုတွေးလိုက်ရပါပြီထိပ်ပြောင်ရဲရာရှိလဲဒေါသထွက်သွားခဲ့ပြီးတော့ဒူးဆိုင်သမားတွေကိုရိုက်နှက်ပြီးတော့ဖမ်းဆီးလိုက်ပါတယ်အဲ့နောက်ရာဇာကိုမင်းကဘာလုပ်လဲဒီနေ့မှာလူတယောက်ဖမ်းချင်ငါခွင့်ပြုချက်ကိုတောင်းရမယ်ဆိုပြီးတော့ဂျေဆုမတင်ဖင်မာလှန်ပြတဲ့အကွက်တွေထပြီးတော့လှုပ်ပါတယ်ရာဇာလည်းသူ့ကိုယ်သူမိတ်ဆက်လိုက်ပြီးတော့ဘီမာလည်းသူ့ရဲ့အရှင်ဖြစ်ကြောင်းကိုပြောလိုက်ပါတယ်အဲ့နောက်ရာဇာဒီလူဆိုးတွေကနေကင်းကြောင်တော့ရဲစကန်ဂိတ်တွေကိုဖြတ်ပြီးတော့မောင်ကိုကူးနေတာကြောင့်ရဲတယောက်နေနဲ့ကျူးဆိုင်တဲ့ကြောင်းကိုပြောလိုက်ပါတယ် ဒါလည်းခုမြင်နေရတာကတော့တစ်တော့ဝင်ကြီးဖြစ်ပါတယ်။သူကဘေးဒင်းနဲ့ရဲသားတွေကိုအရန်ယုံပြီးတော့အဝိဝင်အောင်သူ့ရဲ့နဲ့သူတတ်မှတ်ထားတဲ့အရောင်ကိုပဲဝစ်တက်ပါတယ်။ဒါတော့သူ့ရဲ့မွေးစားသားပါ။ရင်တော့ကတော့သူကလမ်းမမှာလိုက်ပြီးတော့တောင်းရတဲ့လူတယောက်ဖြစ်ပါတယ်။တကယ်လို့သူတောင်းတာမပိနေလဲလူတွေကိုဆဲဆူနေတတ်သေးတာပါ။သူဝင်ကြီးသားဖြစ်လာမုံကတော့ဒီလိုပါ။ဘေးဒင်းဆန်ကဝင်ကြီးကဒရိတ်ဆန်တကောင်ကတိုက်ခိုက်တာအောင်ခင်ရနိုင်ဖို့ရှိလို့ရဲသားချေဖို့လိုချောင်းပြောပါတယ်။အဲ့ဒါကတော့ဒရိတ်ဆန်နဲ့ရောလူနဲ့ပါတူတဲ့အကောင်ကို22ရက်တည်းတည်းမွေးစားဖို့ပါ။ ပီတာနဲ့မနက်9:00ခွဲမှာသူ့ရဲ့မျက်နှာကိုကြည့်ပြီးတော့ငါသားဆွဲစကားလုံးကိုသုံးကပြောရမှာဖြစ်ပါလေ။ပီတာနဲ့အဲ့လူကတော့ဝင်းကြီးကိုအဖေလို့သုံးကပြန်ခေါ်ရမှာပါ။ဝင်းကြီးကလည်းဒီကြောင်တောင်းတောင်းရေရေဟာကြောက်မယ်စိတ်ဆင်းရဲနေရပါလေ။အဲ့တော့အိမ်ထဲကထွက်ပြီးတော့သတင်းတောက်တွေနဲ့တွေ့တဲ့ခါမှာတော့ဝင်းကြီးတိုင်ပတ်ပါပြီ။ဝင်းကြီးဖွဲ့ရယာတို့ပြောင်းလဲလောက်တော့မှာဖြစ်ကြောင်းနဲ့ဆရာတရာတို့ကိုမြဲဖို့အတွက်ဂရေ90လက်ထိုးထားတယ်ဆိုတာဟုတ်သလားလို့မေးခံလိုက်ရပါလေ။ဝင်းကြီးကလည်းဒါမဟုတ်ပန်ကြောင်ပြန်ပြီးတော့ညင်းလိုက်ပါလေ။အဲ့တော့သတင်းတောက်မာလေးကလည်းတတော်ဝင်းကြီးကရိုးသားလူဖြစ်ပြီးတော့ အလုံရန်ကိုစ조사တာတောင်တစ်တော်ဌာနမှာတိုးတက်မှုတွေရှိလာကြောင်းပြန်ပြောလိုက်ပါတယ်။ဝင်းကြီးကလည်းသတင်းတော်မာလေးကိုသဘောကျသွားပြီးတော့နာမည်မေးလိုက်ပါတယ်။ပြောရရင်သူကသတင်းတော်မာလေးကိုသတိထားမိသွားခဲ့ပါပြီ။ဒိုနဲ့နောက်တစ်ခါမှာတော့နာမည်ကျော်စေမုံဆိုးဒါယာလန်ကိုမြင်တွေ့ရပါတယ်။အမားလှုပ်ထားတဲ့သူ့ရဲ့တပည့်တယောက်ဟာသူ့ဆရာခွင့်လွှတ်မှုကိုတောင်းခံနေခဲ့ပါတယ်။ဒါလန်ကသူ့ကိုယ်တိုင်ဟာလည်းအရင်တုန်းကအမားတစ်ခုလှုပ်ခဲ့မိတာကြောင့်သူ့ဆရာစီကိုတောင်းပန်ခဲ့မှုကြောင့်ကိုပြောနေပါတယ်။ ဒါသူ့ဆရာရဲ့အမားကြီးတစ်ခုဖြစ်ခဲ့ပြီးတော့ဒါကြောင့် तू ကသူ့ဆရာကိုမကြောက်တော့ပဲနောက်ပိုင်းမှာတပစ်လိုက်ပါတယ်။အဲနောက် तू ကခေါင်းဆောင်ဖြစ်လာခဲ့တာပါပဲ။ဒါလည်းက तू ကသူ့ဆရာလုပ်ခဲ့တဲ့အမားမျိုးလုံးမမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ပြီးတာနဲ့ချက်ချင်းမဲ့သူ့တပည့်ကိုတပစ်လိုက်ပါတယ်။အဲနောက်ရုတ်တရက်သူ့စီဖုန်းဝင်လာခဲ့ပြီးတော့တပတ်ကလူကဖုန်းထဲမှာတော့ရာဂျာနဲ့သူ့ရဲ့စင်ချောင်းကိုပြောနေခဲ့ပါတယ်။ဒီချိန်မှာတော့ရာဂျာတို့မိသားစုကမနှက်ဖြန်သူတို့ရုပ်ရှင်အောင်မှာပြမယ်။ဇက်ကားသစ်တို့အလုရှုပ်နေကြပါတယ်။ ဒီကြားတဲ့ projector ပြက်နေရာကြောင့်ဒါအပြင်စင်မို့တော့ရာကြအဖေဟာသူ့သားကိုတာဝန်ပေးလိုက်ပြီးတော့အပြင်ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့မကြပါဘူးသူတို့အိမ်ကိုတရိတ်ဆန်ဆောင်းဆောင်ရဲ့အဖွဲ့ကရောက်လာခဲ့ပါတယ်။သူတို့ကစင်ကြီးဘီမားတို့ရောက်လာကြတာဖြစ်ပြီးတော့ဘီမားကိုဆိုးရရဲ့အစီအစဉ်နဲ့စကန်းသွင်းလေးကျင့်ပေးဖို့လာပြီးတော့ပြောကြတာပါ။ရာဇာတို့ကလည်းဘီမားကိုသူတို့ကိုယ်တိုင်ဆောင်းဆောင်နိုင်တယ်လို့ပြန်ပြီးတော့ပြောလိုက်ပါတော့တယ်။အစိုးရအဖွဲ့ကလည်းတကယ်လို့စင်ကြီးဘီမားကြောင့်မတော်ဆမှုတွေဖြစ်လာခဲ့ရင်အတင်းကျပ်ဖမ်းဆီးရလိမ့်မယ်လို့ပြောရင်းနဲ့မကြေမနက်နဲ့ပဲပြန်ထွက်သွားခဲ့ကြပါလိမ့်။ နောက်တစ်ခါမှတော့ရာဂျာရဲ့ကောင်မလေးကရာဂျာကိုဖုန်းခေါ်နေပါတယ်။အဲဒီချိန်မှာရာဂျာဖုန်းကလည်းကျမ်းမြေပေါ်မှာပြုတ်ကျနေတာကြောင့်မိန်းကလေးတယောက်ကကောက်ကန်လိုက်ပြီးတော့ပြန်ဖြေလိုက်ပါတယ်။ရုတ်တရက်သူ့ချေသူရဲ့ဖုန်းထဲကနေမိန်းကလေးတယောက်အတန်းကြားလိုက်တော့ရာဂျာရဲ့ကောင်မလေးကလည်းစိတ်တိုးပြီးတော့အခုဖုန်းဖြေနေရဘူးလေလို့မေးလိုက်တာပါ။တပတ်မိန်းကလေးကလည်းဒီဖုန်းကကျမ်းမြေပေါ်မှာကျနေတာဖြစ်ကြောင်းပြန်ပြီးတော့ရှင်းပြနေချိန်မှာပဲရာဂျာသူ့ရဲ့ဖုန်းစီကိုပြန်ပြီးတော့ရောက်လာခဲ့ပြီဖြစ်ပါတယ်။အဲဒီချိန်မှာပဲရာဂျာရဲ့ကောင်မလေးလည်းရောက်လာခဲ့ပြီးတော့ ရာဇာဖုန်းကောက်ရတဲ့ကောင်မလေးနဲ့စကားပြောနေရကိုတွေ့သွားပါတော့တယ်။ရာဇာချစ်သူလဲစိတ်ဆိုးသွားခဲ့တာကြောင့်ရာဇာသူ့ချစ်သူကိုလိုက်ချော့နေခဲ့ရပါတယ်။ဒုနဲ့ညဘက်မှာအိမ်ပြန်အောင်လာတဲ့ရာဇာလဲစီနီးပြီးမအောင်နှုတ်ဆက်ပြီးတော့သူ့ဖေစီကိုသွားပြီးတော့တွေ့ပါတယ်။ဒါမလဲတဏီကုံဖုန်းဆက်ပိတ်ထားတာပြင်အလုတ်တဲ့စီနီးပြီးမအောင်ပိုကူးဆိုင်နေဆိုပြီးတော့အစုခံနေရပါတယ်။ရာဇာလဲသူ့မှားလို့တဲ့အတွက်သူ့ကိုဆူလို့ရကြောင်းပြောလို့ရကြောင်းနဲ့သူ့ဘာသာနေတဲ့စီနီးပြီးမအောင်အပြစ်မတင်ဖို့ပြောရင်းနဲ့ထွက်သွားခဲ့ပါတယ်။ ဒီချိန်မှာပဲရာဂျာရဲ့ဖေးစီကိုအိမ်ကူကရောက်လာခဲ့ပြီးတော့ရာဂျာကိုဇူနဲ့အတန်းကိုကြားတဲ့အတွက်စင်ကြီးပြီးမှအစာမစားပဲဆန္ဒပြနေကြအောင်လာပြီးတော့ပြောပါလိမ့်။အဲနောက်အဖိုးကြီးကချက်ချင်းဆိုသလိုပဲစင်ကြီးပြီးမှစီကိုရောက်လာခဲ့ပြီးတော့တောင်းမှန်နေခဲ့ပါလိမ့်။ရာဂျာကဘီမဟောက်ကသူ့ရဲ့သားဖြစ်ကြောင်းနဲ့စိတ်ချော်ပြီးတော့အစာစားဖို့အတွက်ဘီမကိုချော့နေရပါလိမ့်။ဂျိုနဲ့နောက်တနေ့ရုပ်ရှင်ုံဖွင့်တဲ့အချိန်မှာတော့ရာဂျာရုပ်ရှင်မင်းသမီးနဲ့တွဲကားလိုက်တာကြောင့်ဇက်ကဝက်ဝက်ွယ်အောင်မြင်သွားပါလိမ့်။အဲဒီအချိန်မှာပဲရုပ်ရှင်ုံကိုဝင်းကြီးသားသူဖုံးစားရောက်လာခဲ့ပြီးတော့ ထုံးစံတိုင်းလူမိုက်တုံးနဲ့ပြဒနာရှာပါတော့တယ်ဝင်းကြီးသားသူတို့ကိုရုပ်ရှင်လက်မှတ်၅ဆောင်နဲ့ပတ်ပေါက်ဆုပ်လက်ကားပေးဖို့တောင်းဆိုလိုက်ပြီးမပင်းရုပ်ရှင်ကိုအာနာသုံးပြီးတော့ပိတ်ချပြစ်မယ်လို့ချိန်ချောက်ပါတယ်ဒါပေမဲ့ရာဂျာလက်မခံပဲလက်သီးနဲ့တီးထုတ်လိုက်ပါတယ်မကြပါဘူးတေတိုးဝင်းကြီးဟာသူ့မွေးစားသားပြဒနာလာရှာတာကိုတီးသွားခဲ့ပြီးတော့ရုပ်ရှင်ကိုအခြေကိုကားနဲ့ရောက်လာခဲ့ပါတယ်အနောက်သူဖုံးစားကသူ့ဘေးဝင်းကြီးကိုဥအောင်တိုင်လိုက်ပြီးတော့ရုပ်ရှင်ကိုမီးရှို့ဖျက်ဆီးဖို့ပြောလိုက်ပါတယ်ပြဒနာအကြောင်းဆုံးသိနေဝင်ကြီးကသူ့ဖုံးစားကိုပါပိတ်ရလိုက်ပြီး ရာဇာကိုတောင်းပန်လိုက်ပါတယ်။အဲနောက်ဝင်းကြီးကပြန်မယ်ဆိုပြီးတော့ကားပေါ်တက်မယ်အချိန်မှပဲရာဇာစီနီဘီမာကိုလမ်းခေါ်လိုက်ပြီးတော့ဝင်းကြီးကိုကောင်းကြီးပေးပန်းကုံဆိုပေးလိုက်ပါတယ်။ဒါမဲ့ရာဇာမသိလိုက်တာကစင်ကြီးဘီမာကိုတည်တော်ဝင်းကြီးနဲ့မိတ်ဆက်ပေးလိုက်တာဟာသူ့ဘဝရဲ့အကြီးအမားဆုံးအမှားတစ်ခုဖြစ်ခဲ့တာပါပဲ။အဲနောက်မှာတော့ကားစီဘီပြန်ထွက်လာတဲ့ဝင်းကြီးတို့ကလမ်းမတန်းရရောက်မှာတော့ဆိုင်ကနဲ့မိန်ကလေးတယောက်ရဲ့တားဆီးတာကိုခံလိုက်ရပါတယ်။အဲ့ဒါကတော့အရင်တစ်ခါတော့သူ့ကိုမြောက်ပင့်ပြောဆိုခဲ့ပြီးတဲ့သတင်းတောက်မိန်ကလေးပဲဖြစ်ပါတယ်။ ဝင်းကြီးကလည်းချက်ချင်းမှတ်မိသွားပြီးတော့ဘာကြောင့်ကားကိုတားတာလဲလို့မေးလိုက်ပါတယ်။တရင်နောက်မာလီကလည်းဝင်းကြီးစီကိုတမင်ရောက်လာတာဖြစ်ကြောင်းနဲ့ခုနဝင်းကြီးသားသူဖုံးစားပြဿနာရှာနေပုံတွေကိုသူပို့လိုက်တာလို့ပြောလိုက်ပါတယ်။လူတချို့ကရိုးသားတဲ့ဝင်းကြီးရဲ့နာမည်ကိုယူသုံးပြီးတော့အနိုင်ကျင့်နေအောင်သူမအနေနဲ့မကျင်နှံ့ကြောင်းမြှောက်ပင်းလိုက်ပြန်ပါတယ်။ဝင်းကြီးကလည်းဂျေဆုတင်သွားခဲ့ပြီးတော့ဘေးရင်နှက်ခတ်ရမနှက်ပြန်မနှက်ဇင်နိုင်ကိုသူ့အိမ်ကိုလာခဲ့ဖို့ပြောလိုက်ပါတယ်။ဒါမဲ့နောက်နေ့မနက်ရောက်မှာတော့ဝင်းကြီးကသူ့အိမ်မှာပြဿနာကြီးတစ်ခုကိုရင်ဆိုင်နေရပါတယ်။ အချောင်းကတော့မနေ့ကဝင်းကြီးကသူ့ဖုံးစားကိုပါရလိုက်တဲ့တော့သူ့ဖုံးစားဝင်းကြီးကိုအဖေမခေါ်ဘဲဆန္ဒပြနေခဲ့တာပါဝင်းကြီးကလည်းသူဟာနိုင်ငံသမားဖြစ်တာကြောင့်အစအစရာဆင်ခြင်နေရတာဖြစ်ပြီးနောက်ပိုင်းမှာကလစားချီမှာဖြစ်ကြောင်းသူ့ဖုံးစားကို ပြောလိုက်ပါတယ်သူ့ဖုံးစားလည်းကျဉ်တ်သွားခဲ့ပြီးတော့အဖေနဲ့သားအပြင်းပြင်းလန်းလန်းဖတ်နေကြတုံးပါပဲတရင်နောက်မလေးကအိမ်ကိုရောက်လာခဲ့ပါတယ်အဲနောက်ဝင်းကြီးကတရင်နောက်မလေးကိုခေါ်ပြီးတော့အခန်းတစ်ခုတည်းကိုဝင်သွားခဲ့ပါတယ်တရင်နောက်မလေးကသူဟာနိုင်ငံကြီးတိတ်ပံဘွဲရထားကြောင်းပြောလိုက်တာကြောင့် ဝင်းဒီယာသဘောကျသွားခဲ့ပြီးတော့ချက်ချင်းပဲသူ့ရဲ့မန်နေဂျာယာတူးကိုခန့်လိုက်ပါတော့တယ်။ဒီအချိန်မှာရာဂျာအစင်ကြီးဘီမာနဲ့ရှိနေခဲ့ပြီးတော့ရာဂျာရဲ့ကောင်မလေးကလည်းရောက်လာခဲ့ပါတယ်။မနေ့ကမင်းသမီးနဲ့တွဲကားခဲ့တာကြောင့်သူမအစိတ်ဆိုးနေတာဖြစ်ပါတယ်။ဒါပေမဲ့ရုတ်တရက်ရာဂျာချစ်သူကစင်ကြီးဘီမာကိုအော်ဟစ်လိုက်တာကြောင့်ရာဂျာလည်းစိတ်ဆိုးသွားခဲ့ပါတယ်။ဒါကြောင့်ရာဂျာအနောက်ကနေတကောက်ကောက်လိုက်ချုံနေတဲ့အတွက်ကောင်မလေးကလည်းစိတ်ဆိုးပြေသွားခဲ့ပြီးတချင်းတစ်ပုံနဲ့ဒွန်းလိုက်ကြပါတယ်။နေဝင်ပြီးတော့ညမောင်လာတဲ့ချိန်မှာတော့ရာဂျာတို့ခြံနှောင်းကိုလူနှစ်ယောက်တိတ်တဲ့စိတ် ချင်းကပ်လာကြပါလိမ့်။အဲနောက် channel ဝင်ပုံးလိုက်ကြပြီးတော့တို့နဲ့အတူပါလာတဲ့ဈေးထိုးအပ်တွေကိုအစင်းသိပြင်ထားကြပါပြီ။ပြီးတာနဲ့တို့နှစ်ယောက်အစင်းကြီးဘီမားစီကိုသွားလိုက်ပြီးတော့တို့ရဲ့လက်ထဲကဈေးထိုးအပ်တွေနဲ့နှစ်ခါတိတိထိုးသွင်းလိုက်ပါလိမ့်။တို့ထိုးသွင်းလိုက်တာတွေကမူရဈေးတွေပြစ်နိုင်ပါလိမ့်။ဒါမဲ့ဈေးနှစ်ခါထိုးပြီးတာတော့ဘီမားတော့အကောင့်တိုင်းရှိနေသေးတယ်တို့ကဈေးအချိန်ကိုအမြင်ဆုံးတိပြီးတော့နောက်ထပ်နှစ်ခါထပ်ထိုးလိုက်ပါလိမ့်။လေကောင်မြောက်မှာတော့ဘီမားလည်းမခံနိုင်တော့ပဲထပြီးတော့អော်ပါတော့တယ်။ အချင်းစင်းပြီးမှနောက်ရာဇာရောက်လာခဲ့တာကြောင့်အဲလူတွေလည်းထွက်ပြေးသွားခဲ့ပါတယ်။ဒုတဲ့နောက်တစ်နေ့မှာတော့ဆင်းကြီးပြီးမှဆေးမိပြီးတော့နေမကောင်းဖြစ်နေခဲ့ပါပြီ။ဒီချိန်မှာတော့တတော်ဝင်ကြီးကသူ့သားသူ့ဘုန်းဆိုင်ဒုက္ခပြေးတာကိုပြေဝခံနေရပါတယ်။ဒီချိန်မှာပဲတရင်တော်မလေးရောက်လာခဲ့ပြီးတော့ဝင်ကြီးကိုတရင်စိုးတစ်ခုလာပြီးတော့ပြောပါတယ်။အဲ့ဒါကတော့ဒီကားဆိုးကဌာနအပြောင်းလဲမှာတတော်ဝင်ကြီးကရကန်းဌာနကိုတာဝန်ရတော့မယ်ဆိုတဲ့တရင်ပါပဲ။ပုံပြောင်းမှာကြောက်တဲ့တတော်ဝင်ကြီးလည်းထုံးစံနိုင်သူ့ရဲ့အားကိုးရဖြစ်တဲ့ဗေဒင်ဆရာစီကိုပြေးရပါတော့တယ်။ ဗီရင်ဆရာကလည်းဆေးမှာဗိန်းတပ်ပေးလိုက်ပြီးတော့နောက်73နှစ်တွင်ကန်ဆုံးမှုတွေအများကြီးကြုံရမယ်လို့ဟောပြလိုက်ပါတယ်။ဒါမဲ့တေတော်ဝင်းကြီးယာရုကိုဒိမ့်သိမ့်မှုတွေရေတရာတစ်ခုလည်းပေးလိုက်ပါတယ်။အဲဒီအချိန်မှာတော့ဝင်းကြီးကပြည်နယ်ဝင်းကြီးချုပ်စီကိုရောက်နေခဲ့ပြီးတော့ဘာကြောင့်သူ့ဌာနကိုပြောင်းလိုက်တာလဲလို့မေးလိုက်ပါတယ်။ပြည်နယ်ဝင်းကြီးချုပ်ကလည်းကြာရှုံးနေတဲ့ရကန်းဌာနကိုမေးလို့မျိုးအတွေ့အကြုံရှိတဲ့ဝင်းကြီးကပဲကဲတင်နိုင်မှာလို့ပြောလိုက်တာပါ။တေတော်ဝင်းကြီးကလည်းသူ့ရဲ့တေတော်ဌာနကိုသူ့ကိုပြန်ပေးဖို့နဲ့တကယ်လို့သူပြောသလိုမလို့မင်းရဲ့ယာရုပြုတ်သွားမယ်လို့ချိန်ချောင်းနေခဲ့ပါတယ်။ အိုင်နာဝင်းကြီးတို့လည်းကားနဲ့ပြန်ပြီးတော့ထွက်လာကြတဲ့အချိန်ဝင်းကြီးရဲ့နောက်လိုက်လဲသူသမီးဟာကြီးစားနဲ့ဆိုင်ကယ်စီးနေအောင်ကားပေါ်ကနေတွေးလိုက်ရပါတယ်။အဲ့ဒါကတော့ရာဂျာနဲ့သူ့ရဲ့ချစ်သူကောင်မာလေးပဲဖြစ်ပါတယ်။ဝင်းကြီးကလည်းသူ့နောက်လိုက်ကိုမင်းရဲ့သမီးနဲ့ဒွဲနေလူဟာပြားဆိုင်ဝင်ကလူငယ်လေးမှုတ်လားလို့မေးလိုက်တာပါ။အိုင်နာဝင်းကြီးကလည်းမင်းရဲ့သမီးဟာဘေးကင်းကြောင်းနဲ့အဲ့လူငယ်လေးကလည်းလူကောင်းတယောက်ဖြစ်တဲ့အကြောင်းကိုပြောလိုက်ပါတော့တယ်။အဲ့ချိန်ရာဂျာလည်းကောင်မာလေးနဲ့တူတူလက်ဖက်ရည်တောင်းရင်းနဲ့စကားပြောနေပါတယ်။ ဒီချိန်မှာပဲရာဂျာစီကိုရုတ်တရက်ဖုန်းဝင်လာခဲ့လို့အိမ်ကိုချက်ချင်းပဲထပြန်လာခဲ့ပါတယ်။သူရဲ့အိမ်မှာရစင်းကြီးပြီးမှညအထိုးခံလိုက်တဲ့မူရဲ့ဆေးတွေကြောင့်လူတကာကိုပတ်ရမ်းပြီးတော့တောင်းကျမ်းနေခဲ့ပါပြီ။လူအုပ်ကြီးကဝိုင်းထိန်တာတော့မရတော့တာကြောင့်နောက်ဆုံးမှာပြိဿံစောင်းဆောင်ရဲ့အဖွဲ့ရောက်လာခဲ့ပြီးတော့ဘီမောက်ကားပေါ်တင်းကျခေါ်တင်သွားခဲ့ပါတော့တယ်။အချင်းဆိုင်ကနေအမြန်ပြန်လာတဲ့ရာဂျာဘီမောက်ကိုဖမ်းသွားတဲ့ကားနဲ့လမ်းမှာတိုးခဲ့မယ်။တတိမထားမိခဲ့ပါဘူး။အေးရတဲ့ချိန်မှသာစင်းဘီမောက်ကိုခေါ်သွားပြီးဆိုတော့သိလိုက်ရပါတယ်။ ရာဂျာရဲ့ဖေကလည်းသူဘာမှမလုပ်နိုင်ခဲ့တဲ့အတွက်တောင်းမန်ကြောင့်ရာဂျာကိုပြောနေပါလေသူလေးကတော့ဘီမာကိုလူမှုဖိုလုံရေးစခန်းကလာခေါ်သွားတာဖြစ်ပြီးတော့စခန်းမှာဘီမာကိုကုသပြီးမှဖြစ်ကြောင်းရာဂျာကိုပြောလိုက်ပါလေရာဂျာလည်း channel မှာပြုတ်ကြဂျန်နေခဲ့တဲ့ဘီမာရဲ့ဝိဆောက်ကိုကောက်ယူလိုက်ပြီးတော့ဒီတခါလည်းသူချေရတဲ့လူကိုထပ်ပြီးတော့ဆုံးရှုံးရပြီးလို့တွေးနေခဲ့ပါလေအဲနောက်ရာဂျာလည်းလူမှုဖိုလုံရေးစခန်းကိုရောက်လာခဲ့ပါလေချက်ချင်းပဲသူ့စီရင်ဘားတောင်ဖမ်းရတာလေခုချက်ချင်းပြန်လို့ပေးစမ်းလို့ပြောလိုက်ပါလေအဲနောက်ရုံးဝင်တန်းကသူ့စီရင်နာမည်ကိုမေးလိုက်ပါလေ ရာဇာလည်းစင်ကြီးရဲ့နာမည်ကဘီမာဖြစ်ကြောင်းပြောလိုက်ချိန်မှာတော့ရာဇာကိုတဏှာကိုခေါ်သွားခဲ့ပါတယ်။အဲနောက်စင်ကောင်နားကိုရောက်လာခဲ့ပြီးတော့ဒါကမင်းပြောတဲ့ဘီမာပဲလို့ပြောလိုက်ပါတယ်။ဒါမဲ့ငငယ်ကလေးကဘီမာနဲ့တူတူကြီးလာခဲ့တဲ့ရာဇာဟာဒီစင်ကြီးကသူ့ရဲ့ဘီမာမဟုတ်ကြောင်းထပ်ပြီးတော့ပြောလိုက်တာပါ။အဲနောက်ဝန်ထမ်းကလည်းစာရဲစာတန်းအချက်လိုက်ရဒီစင်ကြီးကဒီမနက်မှရောက်လာတဲ့ဘီမာဆိုတဲ့စင်ကြီးပဲဖြစ်ကြောင်းကိုတတ်သိပြပါတယ်။တကယ်လို့မကျေနပ်သေးရင်ညနေရဲရာရှိလာမှပြောပါလို့ပြောလိုက်ပါတယ်။ ဂျိုနဲ့ညနေရောင်းချိန်မှာတော့ရဲရာရှိထိတ်ပြောင်စီကိုရာဂျာရောက်လာခဲ့ပါတယ်။ရာဂျာလည်းဖြစ်ပျက်ကိုရှင်းပြလိုက်မယ်။ရဲရာရှိကတော့ဒီစင်ကြီးကဘီမာဖြစ်ကြောင်းနဲ့ပြန်ခေါ်သွားလို့ရပြီဖြစ်ကြောင်းကိုပြောလိုက်တာပါ။ဒါပေမဲ့ရာဂျာလက်မခံနိုင်တဲ့အခါမှာတော့ရဲရာရှိကစိတ်ဆိုးပြီးရာဂျာကိုနှင်ထုတ်လိုက်ပါတယ်။ရာဂျာထွက်သွားတဲ့ချိန်မှာတော့ရဲရာရှိကတကယ်ဘီမာအစ်ကိုတဏျာကိုအမြန်သွားပို့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရာဂျာလည်းလူလိန်ခံလိုက်တာမသိပဲဘီမာပြောင်းနေအတွက်တော်တော်လေးကိုစိတ်ညစ်နေပါတယ်။ဒါပေမဲ့ရာဂျာရဲ့ဖေကလည်းနှလုံးရောဂါထဖောက်တာကြောင့် ်ဇေယုံကိုရောက်နေခဲ့ပါလိမ့်။ရာဇာတို့တော့ဘီမာမရှိတာသူ့တို့အခက်ခဲဆုံးနေ့ရက်တွေဖြစ်လာခဲ့ပါလိမ့်။ဒါပေမဲ့ရာဇာတို့ဘီမာကိုရှာတာမရက်ခဲ့ပါဘူး။တခြားရဲစခန်းတွေသွားစုံစမ်းတော့လဲရာဇာလိုချင်တဲ့အဖြစ်တီးကြကြရမလာခဲ့ပါဘူး။စခန်းမှာဆင်းကိုလဲထားဖို့ဆိုမှဖြစ်နိုင်ကြောင်းနဲ့ရာဇာတို့ကသာဘီမာကိုမမှတ်မိတာဖြစ်နိုင်ကြောင်းပြောလိုက်ပါလိမ့်။အဲဒီမှာရာဇာရဲ့ဦးလေးကလည်းသူပြောသလိုဖြစ်နိုင်ကြောင်းပြောလိုက်တာကြောင့်ရာဇာလည်းဒေါသထွက်သွားခဲ့ပါလိမ့်။အဲနောက်ရာဇာဦးလေးဘာလို့ပြောနေရလဲ။ ကျွန်တော်တူတူကြီးလာတဲ့ဘီးမောင်ကိုမှတ်မိဘူးလားသူ့ရဲ့ပုံစံသူ့ရဲ့အနှံ့အစာကျွန်တော်မှတ်မိတယ်လို့ပြန်ပြောလိုက်တာပါဒီချိန်ဆေးရုံကရာကျရဲ့အဖေကလည်းဘီးမောင်ပျောက်သွားလို့ဝမ်းနဲ့နေခဲ့ပါလိမ့်သူများတွေဝမ်းနဲ့နေချိန်မှာဆေးမုံဆိုးတွေကတော့ဆင်းနေကိုတရားမဝင်တက်ဆင်းသွဲတွေကိုရောင်းဝယ်နေတဲ့တော်တော်လေးကိုအဆင်ပြေနေကြပါလိမ့်ဒါမဲ့မထင်တာပဲနဲ့ဆေးမုံဆိုးတွေရဲ့စခန်းကိုရဲရဆီထိတ်ပြောင်ရောက်လာခဲ့တာပါရဲရဆီကဆေးမုံဆိုးတွေကိုရာကျကသူ့ဆင်ကိုနေရာနဲ့လိုက်ရှာနေရာဖြစ်ကြောင်းနဲ့အေးတကယ်လို့သူလောက်တာဟိုသာမိသွားခင်ရဲပြုတ်ဖြစ်မှာဆိုပြီးတော့ပြောလိုက်ပါလိမ့် ဇေမုံဆိုးတွေကလည်းရဲရဲရှိကိုစိတ်အေးထားဖို့နဲ့လူတယောက်ကကူညီပေးမှဖြစ်ကြောင်းကိုပြောလိုက်ပါလေ။အဲလူကတော့တခြားသူမဟုတ်ဘဲတစ်တော်ဝင်ကြီးပါပဲ။အခုလည်းရာဇာလိုက်ရှာနေစင်ကြီးပြီးမှဝင်ကြီးနဲ့အတူတူရှိနေခဲ့ပါလေ။အစိုးရခန့်ထားတဲ့ဝင်ကြီးရဲ့ဘေးနားမှာတော့တရားမဝင်ဇေမုံဆိုးဒါအလန်ကိုပါတွေ့နေရတာပါ။အဲချိန်မှာပဲဝင်ကြီးကရဲရဲရှိထိတ်ပြောင်နှုတ်ဆက်လိုက်ပြီးတော့အလုံးလုံးပဲဒီလိုဘာလာလောက်တာလဲလို့မေးနေပါလေ။ရဲရဲရှိကလည်းသူတော်ထဲမှာတာဝန်ထမ်းဆောင်နေတာကြာပြီမို့လို့ မြို့ကိုပြောင်းပေးဖို့ဝင်းကြီးကိုပြောလိုက်ပေမဲ့ဝင်းကြီးကတော့ဒေါ်ထဲမှာနေတာပတ်စံပူရာအကြောင်းပြန်ပြောနေခဲ့ပါလေဒါပေမဲ့အဲ့ချိန်သူတို့စကားပြောနေကြတာကိုလူတယောက်ကဖုန်းနဲ့ဗီဒီယိုခိုးရိုက်နေပြီးအဲ့ဒါဟာဘာလို့လဲဆိုတော့မသိရသေးပါဘူးဒီချိန်မှာတော့ပြည်နယ်ဝင်းကြီးချုပ်စီကိုလူတယောက်ကရောက်နေပါလေအဲ့ဒါကတော့တတော်ဝင်းကြီးရဲ့နောက်လိုက်တယောက်ဖြစ်ပြီးတော့ရာဇာကောင်ပါလီရဲ့အဖေဖြစ်သူလည်းဖြစ်ပါလေပြည်နယ်ဝင်းကြီးဟာသူ့ကိုဝင်းကြီးတယောက်ရဲ့နောက်လိုက်ဘွားကနေဝင်းကြီးဖြစ်လာအောင်လှုပ်ပေးမယ်ဆိုပြီးတော့ပြောနေပါလေ သူပြန်လုံပေးရမှာကတော့တတော်ဝင်ကြီးမဟုတ်တာတွေလုံနေတဲ့အကြောင်းကိုဖော်ထုတ်ပေးရမှာပါ။ဒါမဲ့သူကတော့ကြီးတုံချတုံဖြစ်နေခဲ့ပြီးတော့အတွေ့တွေနဲ့နေခဲ့ပါတယ်။ဒီချိန်မှာပြည်နယ်ဝင်ကြီးဟာတတော်ဝင်ကြီးကသူ့လိုအက်လာရင်သူ့ရဲ့နောက်လိုက်တွေကိုထိုးကျွေးမှာဖြစ်ကြောင်းနဲ့မင်းကူညီပေးမေးမပေးပေးအေးငါတို့ကတော့တတော်ဝင်ကြီးကိုထုတ်ပယ်ဖို့ဆုံးဖြတ်ထားပြီးတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ဒီချိန်မှာနောက်လိုက်ကလည်းတတော်ဝင်ကြီးဟာသူ့ရဲ့နေရာမြဲဖို့အတွက်လုံရမယ့်ရဲတရားကိုမှတ်မိသွားပါတယ်။အဲ့ဒါကတော့ရှေးခေတ်ရိုးရာတိုင်းစင်တွေကိုရစ်ပူစော်ရမှာပါ။ ဒါပြင်ရေပူစော်ရမယ်စင်ကလည်းတာမန်စေမဟုတ်ပဲရိုးရာရဲ့တတ်မှတ်ချက်တွေနဲ့ကိုင်းကြီးတွေနဲ့စင်တကောင်ဖြစ်ရမှာပါအဲ့ဒီစင်ကိုအခုလာမယ်လာပြီးနေမှာရေပူစော်ပွဲပြုလုပ်မှာဖြစ်ပြီးတော့အဲ့ဒီလိုလုံးရင်ပို့ပြီးတော့မြင်းနဲ့ယာရူးကိုရမှာဆိုပြီးတော့ဘေးရင်ဆရာကဟောထားလိုက်တာပါဒါမဲ့ကန်ဆိုးတာကသူတို့ဘလောက်ရှာရှာရိုးရာတတ်မှတ်ချက်နဲ့ကိုင်းကြီးနဲ့စင်ကိုတော့မတွေ့ခဲ့ပါဘူးဒီချိန်မှာပဲဝင်းကြီးကရုတ်တရက်သူရင်တော့ကတွေ့ခဲ့ရရာဂျာရဲ့စင်ကြီးဘီမားကိုသတိရသွားခဲ့ပါတော့တယ်ဒေကြတော့စင်ကြီးကိုပြန်ပြီးဆွဲတာဟာဝင်းကြီးရဲ့လက်ချက်ပဲဖြစ်ပါတယ် ညောင်းတဲ့ခါမှာတော့ဝင်းကြီးရဲ့အိမ်ကိုရာဂျာရောက်လာခဲ့ပါတယ်။ဝင်းကြီးကလည်းသူကညာဘက်ရောက်ရေကူးတဲ့ကြောင်ပြောရင်လည်းရေတုံနေခဲ့ပါတယ်။အဲနောက်ရာဂျာတော့သူ့ရဲ့ဆင်ဘီးမောင်းကိုတေတော်ရာရှိတဲ့ယူသွားကြောင်ဝင်းကြီးကိုတိုင်လိုက်တာပါ။ဝင်းကြီးကလည်းမသိကြောင်ဆောင်ပြီးတော့မင်းစေုံငါပြန်ရှာပေးမယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ပူဇော်ပွဲကနီးနေဖြစ်တာကြောင့်နောက်ဆက်မှသူ့ကိုလာမရှာဖို့ရာဂျာကိုပြောလိုက်ပါတယ်။ပြီးရင်တော့မင်းစေုံရှာတွေးဖို့ငါတောင်းယူတယ်ဆိုပြီးတော့ထပ်ပြောလိုက်တာပါ။ရာဂျာတော့သူလာတိုင်တဲ့လူကသူ့ရဲ့ဆင်ုံခိုးထားတဲ့သူမှမသိပဲနဲ့ပြန်ထွက်သွားပါတယ်။ ရာဇာပြန်သွားတဲ့ချိန်မှာပဲရေကန်တွေကလည်းလူတယောက်တက်လာခဲ့ပါတယ်။အဲ့ဒါကတော့ရေငုပ်ပုံးနေတဲ့ထိတ်ပြောင်းရဲရာစီဖြစ်ပြီးသူဟာဝင်းကြီးကိုတတိနဲ့အလုလုဖို့ပြောလိုက်ပါတယ်။ဒီချိန်မှာတော့ဝင်းကြီးကနောက်လိုက်ရာဇာကောင်မလေးရဲ့အဖေကတော့အတွေးနဲ့နေခဲ့ပါတယ်။အဲ့နောက်ချက်ချင်းပဲပြည်နယ်ဝင်းကြီးချုပ်ကိုဖုန်းခေါ်လိုက်ပြီးတော့တေတော်ဝင်းကြီးကသူ့ကိုတန်တရားဝင်းနေကြအောင်ပြောလိုက်တာပါ။သူမမိသားစုရှိကြောင်းနဲ့ဝင်းကြီးဟာစိတ်ထင်အောင်လုတ်တက်တာကြောင့်သူကြောက်နေကြောင်းကိုလည်းထပ်ပြောလိုက်ပါတယ်။အဲ့နောက်ပြည်နယ်ဝင်းကြီးချုပ်ဟာမင်းဘလို့လုတ်ချင်လဲလို့မေးလိုက်တဲ့အခါမှာတော့ ဝင်းကြီးနောက်လိုက်ဟာဝင်းကြီးကိုတစ္ဆာဖောက်ပြီးတော့မျက်မြင်သက်တည်လှုပ်ပေးရမလားလို့မေးလိုက်ပါလေ။ပြင်းတဲ့ဝင်းကြီးတို့ကလည်းတတော်ဝင်းကြီးဟာအာနာရှိတဲ့လူဖြစ်တာကြောင့်လောပြီးတော့ဇုံမလုပ်ဖို့နဲ့တတော်ဝင်းကြီးအမားလုံးမဲ့အချိန်ကိုစောင့်ရအောင်လို့ပြန်ပြောလိုက်ပါလေ။ဒါမဲ့မင်းကအရန်ကြောက်နေရဆိုရင်ငါမင်းတို့မိသားစုကိုကာကွယ်ပေးထားမယ်လို့လည်းပြင်းတဲ့ဝင်းကြီးတို့ကပြောလိုက်တာပါ။ဒီလိုမှဝင်းကြီးနောက်လိုက်လည်းဖုန်းချပြီးတော့စိတ်သက်သာရသွားခဲ့ပါလေ။ဒါမဲ့ရုတ်တရက်အတန်ကြားလို့နောက်ကိုလှည့်ကြည့်လိုက်မိပါလေ။ ဒီချိန်မှာတော့အိမ်သာတွေကနေတစ်တော့ဝင်းကြီးချုပ်ကပြုံပြုံကြီးထွက်လာတာကိုတွေ့လိုက်ရပါတော့တယ်ဝင်းကြီးနောက်လိုက်လဲဘာမှမပြောနိုင်တော့တဲ့အထီးကိုစွန့်အာနေခဲ့တာပါအဲနောက်တစ်တော့ဝင်းကြီးဟာမိဘလိုငါ့ကိုတစ္ဆာဖောက်တာလဲလို့သူနောက်လိုက်ကိုမေးလိုက်ပါတယ်မင်းခုနပြီးနေဝင်းကြီးချုပ်နဲ့ဖုန်းပြောနေအောင်ငါကြားပြီးပြီလို့လဲပြောလိုက်တာပါရွေးချယ်စရာမရှိတော့တဲ့ဝင်းကြီးနောက်လိုက်လဲချက်ချင်းပဲဒူးထောက်လိုက်ပြီးတော့သူ့မိသားစုကိုအန်ရီမပေးဖို့တောင်းပန်လိုက်ပါတယ် အဲ့ဒီမှာပဲရုတ်တရက်သူ့ရဲ့အိမ်ထဲကိုလူတချို့ကစင်းစွဲတွေယူလာတာကိုတွေ့လိုက်ရပါတယ်။အဲနောက်သူ့ရဲ့နောက်လိုက်ကိုကိုကိုတတ်သိခိုင်းပြီးတော့အေးတကယ်လို့မလုပ်ဘူးဆိုရင်အခုမင်းအိမ်ထဲကိုရောက်နေစင်းစွဲတွေကြောင့်မင်းတို့တမိသားစုလုံးကိုထောင်ထဲထည့်မယ်လို့ပြောလိုက်တာပါ။အဲနောက်တေတော်ဝင်းကြီးကသူ့ကိုကိုရဲ့ဇန်နာနဲ့ကိုတတ်သိတာဖြစ်ကြောင်းကိုဒေရန်စာရေးခိုင်းပါတယ်။အိုက်စာထဲမှာသူ့သမီးနဲ့ရာဂျာနဲ့လက်ထပ်ဖို့လဲမှားထားခဲ့ပါတယ်။ဒါမဲ့သူ့ရဲ့စာထဲမှာလူဝက်စာရေးနည်းနဲ့ရေးလိုက်တဲ့စာတစ်ချောင်းကိုတော့တေတော်ဝင်းကြီးတရိမထားလိုက်မိပါဘူး။ တို့နဲ့ဝင်ကြီးတို့လူစုတက်တိုက်အိမ်ထဲကနေပြန်ထွက်လာကြတော့လူတယောက်ဟာခြုံထဲကနေဗီဒီယိုရိုက်ကူးနေခဲ့ပြန်ပါတယ်။ဒါမဲ့ရုပ်တရက်ဆိုလိုပဲဝင်ကြီးကအဲ့လူကိုမြင်သွားခဲ့ပြီးတော့လက်ညှိုးနှောင်းထောင်ပြလိုက်ပါတယ်။ဒီချိန်မှာဝင်ကြီးနဲ့ပါလာတဲ့လူတွေကအဲ့လူကိုပြေးဖမ်းလိုက်ပါတော့တယ်။ပါလာတဲ့လူကတော့တခြားမဟုတ်ပဲသတင်းတော်မာလီဖြစ်နေရကိုတွေ့လိုက်ကြပါတယ်။တကယ်တော့သတင်းတော်မာလီကထောက်လန်းရဲတယောက်ဖြစ်ပြီးတော့ဝင်းကြီးကလည်းစာကလေးကအဲ့ဒါကိုသိနေခဲ့တာဖြစ်ပါတယ်။ဒီချိန်မှာတော့ရာဇာကောင်မာလီတို့အိမ်မှာငိုတန်နေနဲ့စူညံနေခဲ့ပါပြီ။ အဖေဖေးသူကိုကိုတတ်သေးသွားတာကိုတွေးလိုက်ရတာကြောင့်ပါမကြခင်မှာပဲရာဂျာလည်းသူ့ကောင်မလေးအိမ်ကိုရောက်လာခဲ့ပါလေဒီချိန်မှာရာဂျာသူ့ရဲ့ဆင်ဘီမားကိုလိုက်ရှာတဲ့ကိစ္စမယိုးရှိမှုစွာကိုတီးသွားခဲ့ပါလေသူကခုံမမတင်ထားတဲ့သေတန်းစာဆောင်ရွက်ကိုတွေးသွားခဲ့ပြီးတော့ဖတ်ကြည့်လိုက်ပါလေအဲနောက်ချက်ချင်းပဲသေတန်းစာရွက်ကိုဖုန်လေးနဲ့ကောက်တုပ်ပစ်လိုက်တာကြောင့်စာအပေါ်မှာရေးထားတဲ့လူဝတ်စာပေါ်လာခဲ့ပါလေစာထဲမှာတော့ရာဂျာရဲ့ဆင်ကြီးဘီမားကိုလာပြီးနေကြရစ်ပူစော်မှာဖြစ်ကြောင်းကိုပြောပြထားတာပါ အပြင်မှာမိုးတွေရွာနေရာကြောင့်ရဲရဲရှိထိပ်ပြောင်းအောင်သူ့ရဲ့ကားစီကိုအပြေးသွားနေပါတယ်။အဲနောက်သူကားထဲကိုဝင်ပြီးတော့မောင်းထွက်မယ်အချိန်မှာပဲကားရှိမှလူတယောက်ပိတ်ရနေတာကိုတွေ့လိုက်ရပါတယ်။အဲလူကတော့ရာကြပါပဲ။အရာရှိထိပ်ပြောင်းလဲမောင်းပြေးဖို့လုပ်ပေမဲ့ကားနေရာကနေတော့မရွေ့ပါဘူး။အဲနောက်ရာကြထိပ်ပြောင်းဆုံးမလိုက်ပြီးတော့ဘီမာပမာလဲလို့မေးလိုက်ပါတယ်။သူလည်းကြတော့ဒေမာကြောက်တဲ့အရာရှိထိပ်ပြောင်းလဲချက်ချင်းပဲစီရင်ဘီမာကိုဖွက်ထားတဲ့နေရာကိုပြောလိုက်ပါတယ်။အဲဒီမှာရာကြစိတ်မုံဆိုးတွေရဲ့အတိုက်ကိုရောက်လာခဲ့ပါပြီ။ အဲ့နောက်ကားပေါ်ပစ္စည်းတင်တဲ့ဆေးမုံဆိုးတွေကိုသုံးအောင်တယောက်အနိုင်ယူလိုက်ပါလေအဲ့နောက်ကိုတော်တွေကိုတန်းဝင်သွားခဲ့လိုက်ပါလေအထဲမှာတော့စင်ဆွဲတွေပါဝင်တခြားဒရိစံတွေရဲ့အစိပ်ပိုင်းတွေကိုတွေးလိုက်တော့ရာဇာလည်းဒေါသထွက်လာခဲ့ပါလေအဲ့နောက်လာသမျှဆေးမုံဆိုးတွေကိုဘူမထားပဲတီးထုတ်နေခဲ့ကနောက်ဆုံးမှာတော့နာမည်ကြီးဆေးမုံဆိုးဒိုင်ယလန်နဲ့ထိတ်တိုက်တွေ့ပါတော့တယ်တစ်ဖက်ပြိုင်ဘက်ကဒိုင်ယလန်ဆိုတော့ရာဇာလည်းပြန်မထိုးနိုင်ပဲတစ်ဖက်ကထိုးသမျှပဲလိမ့်ခန်းနေရပါလေအဲ့နောက်ဒိုင်ယလန်ရာဇာရဲ့လက်နက်ဖက်ကိုချုပ်ပြီးတော့ အယိုးတွေချိုးပြဖို့လုပ်ပါလေဒီချိန်မှာပဲတေတော့လို့ပြည့်နေရာဂျာတော်တဲ့ကနေသူ့ရဲ့စင်ကြီးဘီမာရဲ့အော်တန်ကိုကြားလိုက်ရပါလေဘီမာကြောင့်အားရပြေးလာရာဂျာလဲဒါလန်လက်ကနေလွတ်အောင်ယုံနိုင်ခဲ့ပါလေအစားအထိုးခံတဲ့ရာဂျာအခုတော့စင်ကြီးဘီမာဆုံးနေဒါလန်ကိုပယ်နေနေပြန်ပြီးတော့ဒီနေခဲ့ပါပြီအဲ့တော့ရာဂျာဘီမာရဲ့အော်တန်ကြောင့်တော်တဲ့ကိုပြေးသွားဖို့လုပ်ပေမဲ့ဒါလန်ကဓာလိုက်ပါလေဒါမဲ့ရာဂျာကိုဓာလို့မရပဲလွတ်ပေးခဲ့ရတာကြောင့်ဒါလန်လဲနောက်ကနေပြေးလိုက်သွားခဲ့ပါလေ ရာဒါဆိုပြင်းနေတဲ့အနောက်ကိုလဲကြည့်မိတဲ့အချိန်အရှိန်ကနေစင်စွဲနဲ့ဖျက်ရိုက်တာကိုခံလိုက်ရပါတယ်။အဲနောက်ရာဒါလည်းအုပ်စုလိုက်ရိုက်နှက်တာကိုခံလိုက်ရပြီးဒါအစ်တော်ဝင်ကြီးတို့အုပ်စုဖြစ်နေမှသိလိုက်ရပါတယ်။ဝင်ကြီးကလည်းရာဒါရေးပူဇော်ပွဲကိုနှောက်ရှက်မှာစိုးတဲ့အတွက်ကိုတော်ထဲမှာချုပ်ထားဖို့နဲ့ပူဇော်ပွဲပြီးမှသူတို့ကိုစင်းရှင်းမှာဖြစ်ကြောင်းသူတို့ရဲ့တွေကိုပြောလိုက်ပါတယ်။ရာဒါလည်းစိန်မုံစိုးတွေဝိုင်းချုပ်ထားတဲ့ဂျားတွေကနေဘီမာကိုကားပေါ်တင်ပြီးတော့ခေါ်သွားတာတွေ့လိုက်ရပါတယ်။ဒုနဲ့နောက်တနေ့ရောက်မှာတော့ကိုတော်ထဲမှာချုပ်ထားတဲ့စုံထောင်းမလေးကိုစိန်မုံစိုးတွေက မတရားခြင်းမို့လုံနေပါတယ်ဒီအချိန်မှာပဲကိုရောင်အတူတူချုပ်ခံထားတဲ့ရာဇာနိုးလာခဲ့ပြီမဲ့လက်ပြန်ကျိုးတုတ်ထားတာကြောင့်ဘာမှလုံမရဖြစ်နေပါတယ်ဒီအချိန်မှာပဲဘေဂါမန်မသိတဲ့လူတယောက်ကရောက်လာခဲ့ပြီးတော့ဂျိုးဖြီပေးခဲ့တာကြောင့်ရာဇာလွတ်သွားခဲ့ပါတယ်အဲနောက်ဆုံးနောက်မာလီနာကလူအုပ်ကြီးကိုသူတယောက်ထဲနဲ့တီးထုတ်ခဲ့ပါတော့တယ်အဲနောက်ကိုရောင်နဲ့လွတ်လာရာဇာလဲဆုံးနောက်မာလီရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်အဲခါမှာရာဇာလဲဆုံးနောက်မာလီဟာဝင်ကြီးနဲ့စေမုံဆိုးတွေတရားမွေအလုပ်တွေကိုစုံစမ်းနေတဲ့ဒူမန်းကိုတီးသွားခဲ့ပါတယ် အဲ့နောက်ဝင်ကြီးကစင်ကြီးဖီးမောင်းကိုဘယ်လိုမျိုးရစ်ပူစောမှလဲဆိုတော့ကိုလည်းရာဇာတီသွားခဲ့ပါလေအဲ့နောက်သူတို့အတူတူစဉ်းစားနေတဲ့ရစ်ပူစောမဲ့နေရာကိုပါတီသွားကြပါတော့လေအဲ့နေရာမှာတော့ဝင်ကြီးတို့ဖွဲ့ဟာပူစောပွဲခန်းအားအတွက်ကိုပြင်ဆင်နေပါပြီအဲ့နောက်ဘန်းကုန်းဆုပ်ပြီးတော့ကောင်းကြီးမင်္ဂလာပြုနေတော့ရာဇာရောက်လာခဲ့ပါလေသူချိန်မှာကိုအကလာလို့နဲ့နှကောင်နဲ့ဖြတ်ရိုက်ပလိုက်ပါလေအရန်ဆွမ်းတဲ့မင်းသားဖြစ်တာကြောင့်ဘယ်တယောက်လာလာရာဇာတို့ကတော့အေးစီးပါပဲသူတယောက်တည်းနဲ့တကွင်းလုံးကိုပတ်မွေပြက်ကအကုန်လုံးတုံးယုံလဲကြကုန်တာပါ ဒီချိန်မှာမြေထဲမှာအုံသီးမျောပြီးသွားတဲ့ဝင်းကြီးကတော်တဲ့ဝင်သွားတော့ရာဇာတွေးလိုက်ရပါတယ်တော်တယ်မှာတော့စေမုံဆိုးဒါယာလန်နဲ့ဝင်းကြီးကဆင်ကြီးဘီမားနဲ့ဒူဒူရှိနေခဲ့ပါတယ်ဒီချိန်မှာရာဇာလည်းတော်တဲ့ကိုပြေးဝင်လာခဲ့ပြီမဲ့သူ့ကိုစောင့်နေအဖွဲလည်းရှိနေပါတယ်အဲ့ဒါကတော့ဝင်းကြီးရဲ့လူတွေဖြစ်ပြီးတော့ခုနအုတ်လိုက်ကြီးကိုအေးဆေးရိုက်လာရာဇာဟာအခုတော့လူ9ယောက်ဒုံးနဲ့ဝိုင်းတာကိုခံနေရပါပြီနောက်ဆုံးမှာတော့အတကုံဒီခံတဲ့ရာဇာမြေပုံမှောက်ရဲ့ကြာသွားခဲ့ပါတယ်သူကဝေးကဆင်ကြီးဘီမားကိုလမ်းပြင်လိုက်ရပါတယ် သူရဲ့အတွေ့အထိမှာတော့သူနဲ့ဘီမာတူတူပြောခဲ့တဲ့အတိတ်ကိုအမှတ်ရနေမိတာပါဒီအချိန်မှာပဲအာရီပြန်ပြေးလာခဲ့တဲ့ရာဂျာခုနလိုပဲအုတ်လိုက်ကြိုးတယောက်ထဲနဲ့ခံချပြန်ပါတယ်ဒါမဲ့အဲ့ဒီအချိန်မှာစေမုတ်ဆိုးဒါလန်ကလွှစကြီးကင်ပြီးတော့ဇင်ကြီးဘီမာရဲ့အနာကိုကတ်သွားခဲ့ပါတယ်တကယ်တော့သူအားကြီးလွှစတဲ့ဘီမာရဲ့ခေါင်းကိုဖြတ်ပြီးတော့ရေပူစောပူစီစဉ်ထားတာပါတောင်မြင်လိုက်တဲ့ရာဇာလည်းသူကောက်ရထားတဲ့ဘီမာဂျေးခေါင်းလုံးနဲ့ကောက်ပြစ်လိုက်ပါတယ်လက်တဲကြကတော့ခေါင်းတဲတဲသွားမှန်ပြီးတော့ဒါလန်လည်းလဲကြသွားပါတယ် ိုင်နောက်ရာဇာဘီမာစီကိုပြေးလာလိုက်ပါတယ်။ဒါမဲ့ရုပ်တဲ့အနောက်ကနေတေတော်ဝင်ကြီးဒုံးနဲ့ဖြတ်ကြိုက်လိုက်တာကိုခံလိုက်ရပြီးတော့နောက်တခါထက်လေးကြာသွားခဲ့ပါတယ်။ဒီအချိန်မှာပဲအတိပြန်ဝင်လာဖြစ်တဲ့စင်ကြီးဘီမာဟာရာဇာကိုသူ့ရဲ့နှမောင်းနဲ့ဆွဲထူလိုက်ပါတယ်။ဒါမဲ့ရုပ်တဲ့ဓာလန်ကပြန်ထလာပြန်ပြီးတော့ရာဇာကိုလည်းပင်ညှစ်တပ်ဖို့လှုပ်ပေမဲ့ရုပ်တဲ့အားရီတန်လာတဲ့ရာဇာကိုမနိုင်ပဲသူပဲဒူးနဲ့အတိုက်ခံလိုက်ရပါတယ်။မကြပါဘူးဒုံးစံတိုင်းပဲရာဇာပြန်ထိုးခမ်းလို့မြေပေါ်ထပ်ပြီးတော့လဲကျသွားခဲ့ပြန်ပါပြီ။ ါလန်လန်လွားစားကိုယူလိုက်ပြီးတော့ရာချောက်တပ်ဖို့လှုပ်ပါတော့တယ်ဒါပေမဲ့ဒီခါမှာတော့စင်ကြီးဘီးမာသူ့ကိုချုပ်ထားတဲ့တိုင်ရီဂျားကနေလွတ်အောင်ကျုံထွက်ပြီးတော့ဒါယာလန်ကိုဝင်တိုက်ပလိုက်ပါတယ်အဲနောက်လဲကြသွားတဲ့ဒါယာလန်ကိုစင်ချောင်းနဲ့တက်နေပြီးတော့ပွဲသိမ်းပေးလိုက်ပါတယ်အဲနောက်ဘီးမာထွက်ပြေးသွားတဲ့ဝင်ကြီးရဲ့အနောက်ကိုပြေးလိုက်သွားပြီးတော့နင်းတပ်ဖို့လှုပ်ပါတယ်ဒါမှလည်းရာချာရောက်လာပြီးတော့ဒါစီပေးလိုက်တာကြောင့်ဝင်ကြီးလည်းအသက်ချမ်းသာရသွားခဲ့တဲ့ခန်းမှာပဲရုပ်ရှင်ဇာတ်ကပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ တကယ်တော့ဒီကားလေးကရာဂျာနဲ့ဘီမာတို့ရဲ့အကြောင်းကိုပြောချင်တာမဟုတ်ပါဘူးအဓိကတော့လူသားတွေအနေနဲ့တော်ရိုင်းတိရစ္ဆာန်တွေအပေါ်မှာချစ်ချင်းမြတ်တာထားကြဖို့အဓိကရည်ညွှန်းထားတာဖြစ်ပါတယ်ကျွန်တော်ဘွားမှာကြောင်လေးခွေးလေးတွေကိုချစ်သလိုမျိုးပဲတော်ရိုင်းတိရစ္ဆာန်တွေကိုလည်းချစ်တတ်ထိမ့်သိမ့်ထားဖို့လိုအပ်အကြောင်းကို message ပေးထားတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆိုတော့ဒီနေ့ရတင်ဆက်မှုတော့ဒီမှာညနာလိုက်ပြစီနောက်နေ့များမှလည်းရုပ်ရှင်စကားကောင်းများစွာနဲ့ပြန်လာခဲ့ပါဦးမယ်စုံနေအားပေးကြတဲ့ပရိသတ်အယောက်စီတိုင်းကိုဂျေဇူးတူတင်ရှိပါကြောင်းနဲ့ပရိသတ်များနဲ့တကွာတိုင်းပြည်နဲ့လူသားမျိုးတွေကိုအစိတ်မခတ်တတ်တော်သူများအားလုံး ကျမ်းမှာဘေးကင်းကြပါစေခင်ဗျာကျွန်တော်အန်ခင်မူပါ